နာမတော်ကိုယူတည်လေးမျက်ချင်းဆိုတာပါလေသီလားဆက်ဆံတော်တော်လေးနေတယ်နော်နာမတော်အားယူတည်လေးမျက်ချင်းရှိပါစေသောဆိုတာ Hallel be thy name နော်ဖခင်ရဲ့နာမတော်ခင်ဗျားတို့တကယ်လေးစားရတာတကယ်ယူတည်ရလားဘာကြောင့်လဲဆိုတော့သူ့နာမကိုထောက်ပြီးတော့မှလောက်ရမှာလေကျွန်တော်တို့လုံနေတဲ့အရာတွေဟာသူ့ရဲ့နာမကိုထင်ရှားစေတဲ့အရာလားနာမည်ပျက်စီးတဲ့အရာလားနော် ကျွန်တော်တို့ကကျွန်တော်တို့လုံတာပြောတာပြုမှုလုံဆောင်နေတဲ့ဟာဖရာရဲ့နာမောက်ဝါဖြစ်လေရှုံချစရာဖြစ်တယ်ဆိုရင်ကျွန်တော်တို့ကနာမောက်ယူသေးနေတာလားမဟုတ်ဘူးနော်မဟုတ်ဘူးအဲ့ဒါကိုနံပါတ်1မှာထားတာတယ်တော်တော်အရေးကြီးတယ်ဒါပေမဲ့ကျွန်တော်ပြောတာဆိုတာနေတာထိုင်တာအလေတတော်ကိုတတိရှိဖို့အရေးကြီးတယ်အဲ့ဒါဟာနာမောက်တော့ယူသေးလိမ့်မယ်ချင်းတည်းစိုင်နေအရာတတိတတိရှိပါစေလို့အဲ့ဒါနံပါတ်1နှစ်ကတော့ကျွန်တော်လုတ်ခဲ့ပြီးပြီးခဲ့နှစ်ကဗာလဲဒါယ်ကီနမ်ကမ်နိုင်ငံတော် ဟာဒါအရေးကြီးတာပေါ့နော်ဖျားသခင်နိုင်ငံတော်တည်ထောင်ဖို့ရေးကြီးတယ်အခုလူတွေတော်တော်များများကဘု து နိုင်ငံပဲတည်ထောင်နေကြလေအေးကိုနိုင်ငံပဲတည်ထောင်တာကိုအသင်းတော်ပဲနော်ကိုတော့ကိုအသင်းတော်ကိုဆိုကိုလူမျိုးနော်ကိုခိုင်းခဏအဲ့ဒါရွေးဖြစ်တယ်အဲ့ဒါဘုရားသခင်နိုင်ငံတော်လည်းမဟုတ်ပါဘူးဘုရားသခင်နိုင်ငံတော်ဆိုတာကနော်အားလုံးကဘုရားသခင်ဘာလို့တည်ဖို့လဲကေတင်ချင်းကိုတည်ဖို့ပဲဘုရားသခင်ရဲ့ကေတင်ချင်းကိုတည်ဖို့အတွက် ကျွန်တော်အားလုံးနဲ့ဘာဖြစ်နိုင်ရမလဲလက်တွဲလှုပ်ဆောင်နိုင်ရမယ်ခိုင်ငနာဆွဲတဲ့လူမျိုးဆွဲတွေရှိရင်ကျွန်တော်လှုပ်လို့ရပါမလားမရအောင်ခင်ဗျားလှုပ်နေတယ်ခင်ဗျားအတိုင်းဝင်နေမှာပဲလှုပ်မှာတော့ဒီနေ့စူရောင်းတို့အတင်းတော်ကဘာဘာဘာဂိုင်းလဲစူရောင်းတို့အတင်းတော်ဘာဂိုင်းလဲ Presbyterian guy သူတို့ကသူတို့ Presbyterian နဲ့ဆိုင်တဲ့လူပဲခန့်မယ်ဆိုရင်ကျွန်တော်ဒီကိုရောက်လာစရာအကြောင်းရှိလားမရှိပါဘူးနှစ်ချင်းနားလဲ ဟိုပဲရှာမယ်နော်မြန်မာနိုင်ငံက Presbyterian နေပြီးလိုက်ရှာတယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘူးဂိုင်းကနောင်မရှိဘူးဂိုင်းကနဲ့ဟောတယ်ကြောတခါမှမကြောက်ဘူးတို့ဒီတိုင်းမယ်နော်တင်းကောင်းမယ်တို့ဟောတယ်အဲ့တော့ဒီနေ့ကျွန်တော်ဒီမှာကောနှစ်ချင်းနဲ့ပတ်သက်တဲ့အကြောင်းကျွန်တော်ပြောလာပြောပါဦး Southern Baptist ကနော်ကျွန်တော်ဒီမှာငါးနှစ်လာပြီးတော့မှကျမ်းစာစာသင်ပေးတယ်အဲ့ခါမှတည်းအဲ့ဒီ Baptist doctrine ကိုသင်ဖို့ လောက်လာတဲ့ချိန်မှာတကယ်ဘက်ပတစ်တောင်ဆင်းဆိုတာလေဟိုတိဖို့တော့လိုပါတယ်နော်ကိုကဘက်ပတစ်ဖြစ်တယ်ဆိုရင်ဘက်ပတစ်ဒေါက်ထရင်ကိုတိဖို့ရတယ်ဒါမှမဟုတ်ကျွန်တော်သူ့ကိုပြောလိုက်တာဘက်ပတစ်ဒေါက်ထရင်မဟုတ်ဘူးနဲ့ဘီဘလစ်ကဒေါက်ထရင်လို့ဟိုနာမည်တိုင်မကောင်းဘူးလားလို့သင်မဲ့လူကျွန်တော်ပြောတာကျွန်တော်လေးတယ် okay အဆင်ပြေပါလေဆိုတော့သူကအဲ့လိုဘီဘလစ်ကဒေါက်ထရင်ဆိုပြီးဘီဘလစ်ကအရာနော်တမန်ကျမ်းစာရနှစ်ချင်းเนี่ยဘယ်လိုယုံကြလဲဆိုရဲဘက်ကိုသွားတာပေါ့နော်ဘီဘလစ်ကဒေါက်ထရင်ဟိုနှစ်ချင်းဒေါက်ထရင်ကိုဖွင့်နေပါလေ ဘိဘလိကေတမန်ကျမ်းစာကဖော်ပြတဲ့ခံယူချက်ပေါ့နော်အဲ့တော့တမန်ကျမ်းစာတွေကထွက်သွားလို့တော့မရဘူးလေနော်ကျွန်တော်တို့ဘာပဲဘယ်ကိုင်းကနာပဲဖြစ်စေအဲ့ဒီ theme မှာရှိနေဖို့တော့လိုပါတယ်အဲ့တော့ဘိဘလိ doctrine ဆိုရတဲ့ဆိုတော့သင်ခဲ့ဘူးပါတော့နော်အဲ့ဒါသူတို့သင်ပေးပါတယ်ဆိုတော့ဘာပဲဖြစ်ဖြစ်ဒီနေ့ဒီမှာရှိတဲ့ညီကောင်မတို့များဒီတစ်ခေါက်တော့ thy will be done ဖခင်ရဲ့အလိုတော်ဟုတ်တယ်ပြည့်စုံပါ ဘုရားသခင်အလိုတော်ပြည့်စုံဖို့အရေးကြီးပါတယ်အဲ့တော့တမန်ကျမ်းစာမှာเนาะဒီကျွန်တော်ရွေးထားတဲ့ကျမ်းပိုင်လေးတွေကျွန်တော်ပြောပြခြင်းနဲ့အိဖေဩရာစာခန်းကြီး9เนาะအပိုက်ငယ်16ဖတ်ကြအောင်ထို့ကြောင့်တတိမရှိတော်သူမဖြစ် โอเคဒီအချိန်ဟာတဲ့ဆိုးရုပ်တဲ့ကာလတဲ့ဆိုးရုပ်တဲ့ကာလဆိုဆိုးရင်ဘူပန်နေဖို့မဟုတ်ဘူးเนาะအဲ့ဆိုးရုပ်တဲ့ကာလမှာဘာဘာဖြစ်ရမလဲတတိထားပြီးတော့တဲ့အထူးသဖြင့်ဖရာသခင်ရဲ့အလိုတော်ကိုအဲ့မှာအဲ့နာတော်တော်ရေးကြည့်တော့ပိုင်းချဘူးတရားပိုင်းချပြီးတော့တိတော့တိတယ်ဒါမှပိုင်းချတယ်ဘူးတချို့ကเนาะစကားဘယ်လိုပြောရမလဲဆိုတာတိတယ်ဒါမှမဟုတ်ဘယ်အချိန်မှပြောရမလဲဆိုတာမသိဘူး နော်လူတွေလူတွေဖြစ်နေတာအဲ तू ပြောတာတော့ right speech တော့မှန်တယ် not not the right time နော်မှန်တော့မှန်တယ်ဒါမှမဟုတ်ဒီအချိန်တော့မဟုတ်ဘူးနည်းနည်းလေးစောသွားတယ်အချိန်မဟုတ်အဲ့တော့တော်တော်ရေးကြီးတယ်နော်အဲ့တော့ဒါလေးကို तू ကပြောထားတယ်အပိုင်းချားတယ်ဆိုတာသူက तू ပိုင်းချားထားတယ်ဘယ်အချိန်မှာဘယ်စကားကိုဘယ်လိုပုံစံနဲ့ပြောမလဲနော်အဲ့တော့တော်တော်ရေးကြီးတယ်နော်ဒါလေးကိုတဲ့ဘာဖြစ်လို့ ဘုရားသခင်ရဲ့အလိုတော်ရှိရာကိုဘုရားသခင်အလိုတော်ရှိတဲ့အရာကိုပိုင်းခြားပြီးတော့သိတယ်သူ knowing နော်ဒါဆိုဘုရားရဲ့အလိုတော်အရင်ဆုံးဘာဖြစ်ရမှာလဲသိရမယ်နော်သိရမယ်သိဖို့အရေးကြီးတယ်အဲ့ဒါကိုသိဖို့ပိုင်းခြားပြီးတော့ကိုသိဖို့ဘုရားသခင်အလိုတော်ရှိတယ်နော်နောက်တစ်ချက်ကျွန်တော်ကြည့်မယ်အဲကျွန်တော်တို့အဲယောမအော်ရာစာခန်းကြီး7နှစ်အပိုင်းငယ်1ကိုကျွန်တော်ဖတ်ကြည့်ရအောင် တင်တို့ဒီလော့ကီပုံတံကို မဆောင်ကြနဲ့ကောင်းမြတ်သောအရာ နှစ်သက်ဖွယ်သောအရာစုံလင်သော အရာဒီဟုသောဘုရားသခင် အလိုတော်ရှိသော အရာသည်အဘယ်အရာ ဖြစ်တီကိုတည်နိုင်မည်အကြောင်းစိတ်နှလုံးကိုအသစ်ပြင်ဆင်၍ပုံတံပြောင်းလဲခြင်းသို့ရောက်ကြလေဒီမှာကျတော့ဘုရားသခင် အလိုတော်ရှိတဲ့အရာဟာဘာလဲဆိုတာကိုဘာလို့မှလဲသင်ရမှာ ်သိဖို့လဲလိုတယ်သင်ဖို့လဲလိုတယ်ကျွန်တော်တို့ကသင်မှုအင်မတန်အားနည်းတယ်သင်ပေးမဲ့သူရှိတာတော့မသင်ဘူးမအားဘူးတဲ့မအားဘူးဆိုတော့တကယ်မအားဘူးလားသူကြည့်တော့လဲသူကရှောက်သွားနေတာနော်မအားလားလဲမဟုတ်ဘူးသူလုံးချင်အောင်လုပ်နေတာအစစစကြီးနော်အခုအဲ့ဒါကျန်းစာပြောနေတာနော်သိဖို့ပိုင်းခြားပြီးသိဖို့လိုတယ်တဲ့အဲ့ဒီဘုရားအလိုတော်ရှိတာဘာလဲဆိုတော့သင်ဖို့လဲလိုတယ်တဲ့သင်ယူဖို့အတွက် တော်ရရှိကြည့်တယ်အဲ့တော့ကျွန်တော်တို့ကတင်ယူတတ်တဲ့သူတွေဖြစ်ဖို့ရရှိတယ်ဘုရားသခင်ပြောအဲ့ဒီဟိရှေအကျမ်းတစ်ခုမှာနတ်နတ်တိုင်းနဲ့စာတင်သားကဲ့သို့ငန်းတော်လို့ပြောတာနော်ဟိရှေစာတင်သားကဲ့သို့နတ်နတ်တိုင်းတင်ယူတယ်ဘုရားကလည်းသူ့ကိုတင်ပေးတယ်အဲ့လိုပြောပါလေကျွန်တော်တို့ဘလောက်ထိတင်ယူနေသလဲနော် မသိဘူးမသိဘူးဘယ်သိမှာလဲသင်မှမသိမင်းနဲ့ဘူးနော်သင်တာကိုမရှိတာစင်ကျင်တာလည်းမရှိဘူးသင်တာလည်းမရှိဘူးမသိမင်းနဲ့ဘလို့တက်မှာလဲစဉ်းစားကြည့်နော်ဒါဆိုရင်ကျွန်တော်ဘာလို့ကျွန်တော်ဘာအားနေနေတာလဲသင်ယူမှုအားနေတာသင်ဖို့အတွက်သင်ပေးမဲ့သူရှိတာတော့မှမသိညင်ဘူးဆိုတော့စဉ်းစားလားစဉ်းစားကြည့်သိလားဆိုသိဘူးတဲ့သိကျင်လားသိကျင်မှုလဲကျွန်တော်ကြည့်သေးတယ်နော်အဲသိလဲမသိကျင်ဘူးတဲ့နော် ဘာအကျိုးရှိမှာလဲတော့တီးတော့တယ်အဲ့လိုပြောသေးတယ်နော်ဆိုတော့ကြားရေးကြည့်တာပေါ့မရှိတာแท้အဲ့မသိတာခက်တာမသိတာခက်တာဒီနေ့မရှိလို့ဒုက္ခရောက်နေမှာမသိလို့ဒုက္ခရောက်နေတာဒီတော်တော်များကမသိတာနော်တယောက်ကပြောတယ်အာတီးမလို့နော်နှုတ်ခတ်တော့တီးမလို့တယ်အပတိုင်းလာနော်ခံယူပါလာလာမလာဘူးတခြားအစီအစဉ်ရှိလို့တဲ့ဩ တခြားစီစီတဲ့အဲ့ဒါလည်းဘယ်ဟာပူရေးကြီးလဲကောနကောပဲစဉ်းစားတော့တော်ရင်တော့ပါပဲအလောက်ပဲပြတ်လိုက်ပြီနော်အဲကောနကောစဉ်းစားတော့ကောနကောစုံပြတ်တော့ဒါပဲဒီချက်ပူပြောလို့လည်းမရှိတော့ဘူးလေပြောစရာအကြောင်းလည်းမရှိတော့အရင်ကြည့်တယ်လို့ပြောနေတယ်နော်အရင်ကြည့်တယ်တခြားစီစီရှိတော့ okay up to you no it's up to you ဘောခင်ဗျားတို့ပေါ်တိုင်းပါပဲကျွန်တော်ဘာလို့လို့မရဘူးလေကျမ်းစာလည်းပြောထားပြီးသားဘုရားသခင်တားတော်ကိုယုံကြည်သောသူပေါင်းတို့သည် ပျက်စီးခြင်းတို့မရောက်သာဝရတက်ကိုရရှိခြင်းကဒါတော့ရောဒါတော့ကိုစွန့်တော်မူတဲ့အရောလောကီသားတို့ကချစ်တော်မူ၏တဲ့နော်ယုံကြည်သောသူအပေါင်းလို့ပဲပြောတယ်မယုံကြည်တဲ့သူတွေကတော့ဗာပြောလေအဟမ်းအပြစ်စီခြင်းခံမယ်ဒါပြီးပြီဒါပဲဒါတော့တည်မယ်ဒါတော့တည်မယ်ခင်ဗျယုံလို့လည်းရတယ်မယုံလို့ခင်ဗျသဘောပါအတင်းကြီးလည်းပဲ အဲ့ဒါအဲ့ဒါသိတဲ့ဘောကြတယ်ခရစ်တော်အတင်းချုပ်ပြီးတော့မင်းယုံကိုရောမယုံမင်းဘာလို့မှမရှိဘူးလုံးဝနော်ယုံရင်တော့တေချာရဲ့လားမင်းယုံလားအဲ့ဒါတော့သူထက်တော်မေးလိုက်အောင်မယ် Are you sure မင်းတကယ်ငါ့နောက်ကိုလိုက်ပါလားမင်းတကယ်ငါ့ကိုချစ်လို့လားမင်းတကယ်ငါ့ကိုယုံလားလားနော်မင်းကိုတကယ်ငါကယ်တင်နေဆိုတော့တကယ်ဟုတ်လို့လားတကယ်ယုံလို့လားလူတယောက်ကပြောတယ်ကျွန်တော်ကိုတန်ရှင်းစီပါတယ်ငါကမင်းကိုတန်ရှင်းစီတယ်မင်းကယုံလို့လားတဲ့ကိုတော့တန်ရှင်းဆိုယုံပါလေတဲ့ ကျွန်တော်မယုံနိုင်တာဟိုပဲဖြစ်လေမဆပါရဟာကောင်းလိုက်တာကောင်းလိုက်တာအဲ့လိုသွားတာနော်ဘုရားသခင်ကဘယ်သူမှအတင်းကြီးမလုပ်ဘယ်သူမှအတင်းလည်းမခေါ်ဘာကြောင့်လဲဆိုတော့ဘုရားသခင်ကအတင်းခေါ်စရာအကြောင်းလည်းမရှိဘူးဒါမှမဟုတ်မြစ်တယ်လို့ရှင်ကတော့တကယ်မြစ်တယ်လို့ရှင်နော်ရသည်ချင်းအတင်းကြီးတော့မလုပ်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒါသူ့ရဲ့မြစ်တာဖြစ်တယ်အတင်းကြီးမလုပ်တာကတော့သူ့ရဲ့ဗါလေသူ့ရဲ့မြစ်တာစကရိယဆန်တော့အစကရိယဆန် ကဘာဦးဆက်ရတာ the freedom of choice ကလေဘုရားကပေးထားတဲ့လူမပေးထားတဲ့ immediate မြတ်တဲ့အရာတခုဖြစ်တယ်။ all လွတ်လပ်နေပါနော်။ကြိုက်ဘူးလား။လွတ်လပ်နေပါနော်။ကိုယ်ရင်တို့သဘောထားပါနော်။ရတယ်လျှဲချင်လဲလျှဲနေလိုက်နော်။ဘာမှရေးမရှိအာမနာနဲ့အဲ့လိုမျိုးဆိုရင်ဘလောက်ဘာဖြစ်လဲစိတ်ကအဲအဲ့မထိုင်နဲ့နော်။အဲ့မကိုင်းနဲ့ရ။ဟိုကလည်းမကိုင်းနဲ့ဟိုနားလည်းမထိုင်နဲ့။ဘာလို့ ਆ မှာလဲမတက်ရပြီတော့နော်။ အဲ့ဒီအိမ်နောက်တစ်ခေါက်သွားကြည့်မအောင်မလားသွားကြည့်တော့ဟုတ်နော်ဟုတ်တယ်လုံးဝလွတ်လပ်နေပါနော်လွတ်လပ်နေပါဘာလဲတခုစားကျင်တာရှိနေကိုယ်ကလှုပ်ရှားလိုက်နော်အဲ့လိုကြည့်တယ်တွေ့လားတွေ့တယ်တွေ့လှုပ်လာလှုပ်ရှားလိုက်ဟာပျော်ပြီပေါ့ဗျာနော်အဲ့လိုနေရာမျိုးသွားမယ်ဆိုရင်တော့ပျော်စရာကြီးလေအဲ့လိုလွတ်လပ်ခြင်းလေနော်လွတ်လပ်ခြင်းဒီနေ့အခုကျွန်တော်တို့လွတ်တိုက်တိုက်ပွဲကြီးဝင်တာဘာအတွက်လိုက်နေကြအောင် လွတ်လပ်စွာပြောဆိုခွင့်လွတ်လပ်စွာရေးသားခွင့်လွတ်လပ်စွာဟောပြောခွင့်ဟုတ်တယ်နော်လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်အဲ့လွတ်လပ်စွာနဲ့ပဲအဲ့လွတ်လပ်ခြင်းကိုပဲကျွန်တော်ရှာနေတာဘုရားသခင်ကပေးထားပြီးသားမဟုတ်လားပေးထားပြီးသားဘယ်သူတွေကပြန်ချုပ်ချယ်တာလဲလူတွေကအနိုင်ပြန်ခြင်းတရားတာလူတွေကိုနော်စဉ်းစားကြည့်ဟိုလူမျိုးတွေအကုန်လုံးမှာပဲအားလုံးချုပ်ချယ်ထားတာဟိုလူမတော့ဟိုမတော့ရဒီမတော့ဟိုလူနဲ့မဆက်ဆံဘူးဒီလူနဲ့မဆက်ဆံဘူးနော်အေးအဲ့လိုပြောထားတာတအားချုပ်ချယ်တာ ။အော်ဘုရားသခင်ကတော့အင်မတန်မကောင်းပါတယ်လို့နော်။အဲ့တော့ဒီနေ့ကျွန်တော်တို့သိရမယ့်အရာရှိတယ်။သိရမယ့်အရာရှိတယ်နော်။နောက်တစ်ခုသတိပေးထားတဲ့အရာတခုလည်းဖတ်ပြောပြအောင်မယ်။အဲ့ဒီကျမ်းပိုက်ကလေးကတော့ကျွန်တော်တို့အဖေဩရစာခိုင်းငါပဲနော်ခဏတော့။အပိုက်ငယ်၃ခုကျွန်တော်ဖတ်ကြည့်အောင်။မတရားသောမေထုံ၌မှီဝဲခြင်း အမျိုးမျိုးသောကိလေသာညစ်ညူးခြင်းလောဘလွန်ကျူးခြင်းအမှုတို့ကို တန်ရှင်းသူတို့သည်ရှောင်တင့်သည့်အတိုင်းစကားဖြင့်မြဟာကျွန်တော်အဲ့နောက်ဆုံးစကားတွေသဘောကျတယ်စကားဖြင့်မြစကားနဲ့တော့နော်စိတ်ထဲကဘာလို့ပြောနေစကားနဲ့တော့မဟာနဲ့ကွာမတန်းတန်းနဲ့ဟာရစ်စစ်တယ်နော်မိုက်တယ်အဲ့ဒါလည်းပဲတိဖို့ကြိုးစားပါသင်ယူဖို့ကြိုးစားပါနော် အဲ့ဒီလောဘလွန်ကျူးခြင်းတို့ကိလေသာညစ်ညူးခြင်းတို့မတရားတဲ့မေထုံတွေတော့ခင်ဗျာဗဇက်နဲ့တော့အရသာခံရမပြောနဲ့ဗဇက်နဲ့တော့မပြောနဲ့လိုက်လို့ဖို့တော့မပြောနဲ့နော်ဗဇက်နဲ့တော့မပြောနဲ့လောဘလွန်ကျူးခြင်းပါတယ်နော်အခုပြီးခဲ့တဲ့နော်တပတ်နှစ်ပတ်လောက်မှာကျွန်တော်ဒီ Friday Seminar မှာနော်စီနီယာပါစတာကဘာကြောင့်ခေါ်လဲဂီယာဇီရဲ့လောဘလောဘနော် ဂေယာစီရဲ့လောဘဂေယာစီဆိုတာသိကြလားကြားဘူးလားအေလိယလားအေလိရှေလားနော်အေလိရှေရဲ့အေးဘောသူရဲ့ဂျုံမောဗျာနော်သူတပည့်ပေါ့နော်သူကဘာတွေလောဘတက်မိတာဘသူရဲ့ပစ္စည်းလဲဘယ်ရုပ်နေမှန်ပစ္စည်းအေး तू နဲ့ဆိုင်လား तू နဲ့လုံးဝမဆိုင်ဘူးဟိုကယူခဲ့တယ်နော်ဘုရုပ်နေမှန်ကနူနာဆွဲလို့ prophet ကြီးစီမှာလာပြီးတော့မှတကယ်တော့ကုသမှုခံယူတဲ့အခါမှာစာကလေးဆက်သွင်းစားပြီးသားနော်အဲ့ဒီ prophet ကိုဘာလို့မလဲအေးဒီလက်ဆောင်တွေပေးမယ်ဆိုပြီးတော့မှငွေခွဲ100ရွှေခွဲ60အင်ဂျီအစုံစေစုံလား20လားဟလာစေစုံဟာမိုက်တယ်နော်ဒီကြဘသူတွေ့လဲဟုတ်တယ်အဲ့ဒီအဲ့ဒီ prophet ကြီး elisha အတွက်နော်သူကပြင်ဆင်ခဲ့ပြီးသား ခရစီအတွက်ပါလားမပါပါဘူးခရစီနဲ့ဘာမဆိုင်ဘူးခရစီကကျွမ်းမဲ့လေဒါမလို့သူကအဲလီရှဲအိမ်မှာအဲ့ဒီမြင်းလဲစိုက်တဲ့အချိန်မှာသူကဘာဖြစ်သွားပြီလဲအဲနင်းနေတော့သူခမန်းကြည့်လို့ရနေပြီဟာအဲ့တော့သစ်တာတွေရောဘာတွေရောဆိုတော့ဘယ်သစ်တာကဘာတွေဘာနဲ့ထည့်ဆိုသိတယ်လေကြည့်လိုက်တော့ဟာမနေဘူးလက်ဆောင်ပစ္စည်းတော့တင်းနေတာပဲနော်อืมငါဆရာရရင်တော့ငါလဲဘာဖြစ်လဲအဲငါလဲရမှာပဲ ဆိုတော့ तू အဲ့ဒီအဲ့ဒါ तू ကအဲ့ဒါမတက်မမှုကရှိနေပြီအဲ့တော့ကိုစီနီယာပါစတာတရားဟောတယ်သိလားအဲ့တော့တဲ့ तू ကတော့ပြတ်တယ်တဲ့စကားကလေးဆက်ကြည့်ကိုမကြည့်ရတဲ့အိမ်ပြင်ကိုထွက်ကိုမတွေ့တာနော်သွားပြီးတော့ဘာလုပ်လဲရော်ရမြင့်မှာခုနှစ်ကြိမ်ရေချိုးလိုက်တော့ပျောက်သွားလိမ့်မယ်ဆိုအဲ့ဒါဒီကြိမ်မှလွတ်လိုက်တာထွက်ကိုမကြည့်ရတခါခါကျွန်တော်တို့ကအဲ့ဒီအကြည့်ရနော်တစ်ချက်ကလေးကြည့်မယ်ဆိုမှအဲ့ဒီအကြည့်လည်းဘာဖြစ်သွားတတ်လဲတမက်မှုဖြစ်တယ် အဲ့ဒီတက်မဲ့မှုဖြစ်မှာဆိုလို့သူတခါတော့တကားကိုပိတ်ထားတာသူအဲ့လိုပြောအဲ့လိုဒါသူရဲ့ဟောပေါ့နော်ဟိုသူစဉ်းစားရတဲ့စဉ်းကျင်တဲ့အရာတခုပေါ့ဖက်ကိုမတွေ့ဘူးတဲ့အဲ့ဒီအရာတွေပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ဟောပျောက်တော့လည်းမဖြစ်လေပြန်လာပြန်ဟောပျောက်တော့ပြန်လာပြီဆိုတော့ဒါတော့မြန်မာချင်းစံစကားပြောတော့မှသိကြတယ်အဲ့ဒါတော့နော်ပျောက်ခဲ့ပြီလေပထမတော့နူနာမို့လို့ဟောမတွေ့ကျင်တာလည်းရှိရှိမှာပေါ့အခုကျတော့မဖြစ်လေ နူနာလည်းပျောက်သွားပြီဆိုတဲ့ခါကျတော့လက်ဆောင်ပန်းသံပစ္စည်းနဲ့ဂျေဇုတင်စကားတွေပြောပြီးတော့မှကဲဒါတော့ prophet ကြီးတွေပြင်ဆင်ခဲ့တဲ့အရာတွေပါပဲနော်ဟိုးရီးယားဆက်ပြင်ခဲ့တာမလာကင်းဆက်ပြင်ပြင်ဆင်ခဲ့တာဒါကြောင့်ဒါလေးတော့လက်ခံပေးပါလို့ပြောတဲ့ခါမှာဘာဖြစ်လဲအေးလက်ခံပြီဆိုတော့လည်းပဲယူခဲ့တဲ့ဆိုတော့လည်းဒါတော့လက်ခံပေးရမှာပေါ့ရှိလားမရှိဘူးနော်အဲ့မရှိတာတော့အကြောင်းပြချက်နှစ်ခုနဲ့ပြတာပေါ့ဘုရားသခင်ရဲ့ ကျေးဇူးပြုတဲ့အရာတစ်ခုပေါ်မှာအဲ့ဒီသူတို့လုပ်တဲ့လက်ဆောင်ကိုလက်ခံလိုက်ရင်တဲ့ဘာဖြစ်သွားနိုင်လဲအဲ့ဒါကအင်းအဲ့ဒါကတဲ့အပေးယူခဏဖြစ်သွားနိုင်တယ်တဲ့ကုံသွဲမှုနော်အေးဒီပစ္စည်းတစ်ခုဖြစ်သွားနိုင်တယ်တဲ့အဲ့လိုသူကတော့အဲ့လိုဘာသာပြန်တာပေါ့နော်ဟိုကတော့ဘုရားသခင်တက်ရှင်တဲ့အတိုင်းပဲဖြစ်လေငါဘုရားတက်ရှင်တဲ့အတိုင်းကလက်မခံဘူးတဲ့အပြတ်ပဲသူညှင်းလိုက်တာဂျေဆုတော်ကိုဘာနဲ့မှသူကလဲလို့မြေဒါဘုရားဂျေဆုတော်တက်တက်လုပ်တယ်ငါလုပ်တာလည်းမဟုတ်ဘာဖြစ်လဲ တက်ကဖျားလောက်တာတကယ်တော့ तू ကအဲ့ဒီလိုခုနှစ်ကြိမ်သွားနှစ်ပါလို့ပြောတာဘသူကပြောခိုင်းတာလဲဖျားပြောခိုင်းတာပါတကယ်တော့ဖျားပြောဖျားပြောတဲ့အတိုင် तू ကဂျာဒီဟာလေးပဲမစပ်ပဲဆိုင်လိုက်တာပဲနော်ဘာလို့ဖျားလို့ဆိုဖျားနဲ့အဆက်အသွယ်ရှိတာဘုရားကအကြတဲ့အတိုင်းဆိုပြောတာပြောလိုက်တဲ့ခါကျဘာပြောလဲတကယ်လည်းပျောက်သွားပါတယ်နော်တကယ်ပျောက်သွားပါတယ်ဒါမှမဟုတ်ပစ္စည်းကိုတော့လည်းမကောင်းဘူးဒါမှမဟုတ်အပစ္စည်းတွေကိုအဲ့လိုပြပြီးတော့မှရှေ့မှာထုတ်ပြတဲ့ခါမှာဘသူကထပ်မြင်မြင်မြင်လဲ အထင်သားပဲနော်ငါအစာရိယဆာလာရိယဆာနော်ဒီတက်တာတွေမှာဒါရီပါမဆိုအခုကြည့်စမ်းဟာအဲ့မှာ तू ဟုံးတောင်းလိမိဟာနော်တခင်ရလဲတခုမှလက်မခံတော့ဟာအတော့ချဲမောက်တောက်လောင်းနေတာလောဘနေနော်အဲ့ဒါထွက်သွားတဲ့ခါကျ तू လဲဆက်ကြမင်းသားကြောင့်နေပြီလားတိတ်မဝေးခင်လူကြီးတိုင်းနော်ကျန်းဆက်ကတိတ်ရမျက်ချီမပြတ်ဟိုကဟိုရီကမြင်းလဲရလာမှာဟိုနော်မြင်းနေဆိုမြန်မယ်ဆိုတော့ तू ကတော့တိတ်မဝေးခင်မှာ तू လိုက်မှာဖြစ်မှာဆိုတော့အဲ့ဒါ ထင်ပါတယ်နောက်ပေါ်ကနေလိုက်ပြီးတော့အတင်းနော်အသေးတန်လိုက်လာဟာနောက်မှလိုက်လာတယ်ဟိဘာလုပ်လဲမေးကြည့်တော့ဖြစ်လေအခုပဲ A frame တောင်းကလူငယ်လေးနှစ်ယောက်ရောက်လာတယ်တဲ့ profit လေးနှစ်ယောက်အသူတို့အတွက်ပေးဖို့တခင်လွှတ်လိုက်တယ်တဲ့သူတို့တွေတော့တတတိုင်းပေါ့နော်စဉ်းစားကြရင်တော့လောဘဟာနော်အဲ့ဒီလောဘဘာလို့သွားပြီးတော့ဖြစ်စီလဲဒီလားလိန်လေမှုကိုဖြစ်စီတယ်နောက်ဆုံးသူ့ဆရာနော်သူ့ရဲ့တခင်ဖြစ်တဲ့ English ရှယ်ဟိုတောင်ဘာလို့ဘာလို့လိုက်လဲသူကအတုံးချလိုက်တယ်တနည်းအားဖြင့်ရောင်းစားလိုက်တာပဲ ောင်းစားလိုက်တာပဲ။အိုးတိတ်ကြောက်ဆရာကောင်းတယ်နော်။ဘဲပေါ်မှာအခြေခံတယ်လေ။အဲ့ဒီလောဘပေါ်မှာအခြေခံတာ။အဲ့ဒီလောဘဆိုတာဘာဒီပေါ်မှာ तू လောဘတက်မိတာလေ။အဲ့ဒီရှူရီဝိဆုံနေနဲ့အဲ့ဒီရွှေတွေငွေကို तू ကသွားပြီးတက်လိုက်။ဒီနေ့ကျွန်တော်တို့ရောသူနဲ့အလားတူမတူဘူးလား။တူတယ်နော်။ကျွန်တော်တို့ကလာတော့ကတော့အဲ့လောက်ထိဟိုတက်မှတ်မှုမရှိဘူး။တလောက်တလောက်ကြာရင်တော်ပြီဆိုလာကြတာ။နော်။လာတော့ကတော့ ဒါပေမဲ့ဒီရောက်တခါတလတ်တလတ်ထုတ်တဲ့ငွေတွေနော်တကုတ်တသက်မှာတခါမှမမြင်ဘူးတဲ့ငွေတွေအပေါ်တော့ကြီးတွေးလိုက်တော့လောဘကဘာဖြစ်သွားလဲအေးမိမှုမွေးလိုက်တဲ့အချိန်မှာလောင်လိုက်တာ လောင်ချက်သားကောင်းလိုက်တာနော်လောဘဆိုဘာဖြစ်လဲမတက်နိုင်တော့ဘူးအတော့ကိုမတက်နိုင်တော့ဘူးလိုချင်တဲ့လိုချင်ပို့ပြီးလိုချင်နော်အေးအဲ့ဒါလိုချင်တော့ထိန်းလို့ကိုမရတော့ဘူးထိန်းလို့မရဘူးဆိုဘာလုပ်ပြီလဲတော်ပြီကွာအလုပ်ပဲလုပ်တော့မယ်နော် သုံးနှစ်တော့ဘယ်မှမသွားဘူးကွာအဘလေအေးအဲ့ဒီလိုဆုံးဖြတ်ချင်းနဲ့တခါတည်းငွေဆိုရမီးတောက်ကြီးထဲမှာနော်လောဘဆိုရမီးတောက်ကြီးထဲမှာအကျွမ်းလောင်ခေါင်းလာတယ်ကိုကိုအကျွမ်းလောင်ခေါင်းလာတယ်ဒီနေ့အဲ့ဒီအရာကတော်တော်လေးကိုကျွန်တော်တည်ယူရမယ့်အရာဖြစ်တယ်တမန်ကျမ်းစာမှာလေနံပါတ်2တို့ပေးထားတယ်နော်အခုကတော့ဂီယာစီပေါ့ဗျာဂီယာစီမတိုင်ခင်မှာဟိုးတုန်းကနော်ကျွန်တော်တို့ဒါဟိုကပောက်ကျမ်းထဲမှာကြည့်နေမှာဆိုရင်လောတရဲ့အမျိုးသမီးနော် သူလည်း तू ကလည်းသူတို့လည်းပတ်စံရှိတယ်လေနော်ပတ်စံရှိတယ် तू ကလည်းဟိုလူကြီးမျက်နှာရရသူဟိုဒီဟိုမှာမြို့တကားမှာသူတို့ထိုင်တဲ့သူတွေပါတယ်ဆိုတော့သူတို့ကလည်းအဲ့ဒီမြို့ကြီးပျက်စီးတော့ဖြစ်လေအဘောသူလည်းပဲအဲ့ဒါတစ်ချက်ကလေးတော့ပါဖြစ်လေလဲလို့ကြည့်မယ်ကွယ်ဆိုတော့ကြည့်လိုက်တော့ပါဖြစ်သွားလဲစားတိုင်းဖြစ်သွားတယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့ကိုစားတိုင်းဖြစ်စေချင်တာလားစားဖြစ်စေချင်တာလားဟုတ်တယ်စားဖြစ်စေချင်တာပါစားတိုင်းဖြစ်တဲ့သူကဘယ်သူတွေရဖြစ်သွားလဲ လောဘရှိတဲ့သူတွေနော်လောဘရှိတဲ့သူတွေကဘုရားစကားကိုနားထောင်သေးလားနားမထောင်တော့ဘူးတခြားဘုသူစကားမှပြောမလို့ဘုရားစကားဘုရားနောက်လည်းမကြည့်နဲ့ပြောတော့ဘာဖြစ်လဲနောက်လည်းကြည့်ပြအောင်ကြည့်ရယ်သွားတာပဲနော်တစ်ချက်ကလေးကြည့်တာနဲ့ကိုစားနိုင်ဖြစ်ဆိုပြီးတော့ finish နော်ပြီးတာပဲနော်အော်ဂျီဂေဟာစီကလည်းတစ်ချက်ကလေးပဲနော်တစ်ချက်ကလေးပဲအဲ့ဒီလောဘဘာဖြစ်သွားလဲသူ့ကိုအေး तू က ။ तू ကသူလိုချင်တဲ့ပစ္စည်းတွေတော့သူ့လက်ဝယ်တော့ရခဲ့ပါရဲ့။ဒါမှမဟုတ် तू မလိုချင်တဲ့အနူနာလေ။ तू တယောက်တည်းနဲ့မကောက်ဘူး။သူ့ရဲ့သားစီပြေးစေရတယ်ပြော။ကြောက်စရာသိကောင်းပါလေနော်။လောဘတော့တော်တော်ကြောက်စရာကောင်းလား။ဒီနေ့ကျွန်တော်ကိုပြန်ဆန်းစစ်ရအောင်။ကျွန်တော်ဟာကိုယ့်ကိုလောဘမရှိဘူးလို့ထင်နေသလား။နော်။လောဘရှိရဆိုအဲ့ဒါကြီးကို stop greedy ပေါ့နော်။ဖြစ်နိုင်ဆိုချက်ချင်းရက်လိုက်ပါ။ရက်လိုက်ပါ။ တမန်ကျမ်းစာပြောတာတွေတစ်ချက်တော့ကျွန်တော်တို့ကြည့်အောင်နော်တိမောသေဩဝါဒစာစာနော်တတိမောသေပေါ့နော်ပထမစာဆောင်ပေါ့ခန်းကြီး6ခန်း6အပိုင်ငယ်6ကနေဆက်ဖတ်ကြည့်အောင်ကြောင်းရဲသောစိတ်ပါလျင်ဖျားဝဲ၌မွေးလျော်ခြင်းသည်ကြီးစွာသောအကျိုးစီးပွားမှန်၏ဆက်ဖတ်မယ်အကြောင်းမူကားငါတို့သည်ဤလောကဒဲသို့ အဘယ်အရာမှမပါဘဲလာသည်ဖြစ်၍ထွက်သွားလျင်လည်းလေအဘယ်အရာကိုမျှယူ၍မသွားနိုင်ဟုထင်ရှားလျက်ရှိ၏တို့ဖြစ်၍စားရန်ဝိရန်ရှိသည်မျှနှင့်ရောက်ရဲလျက်အခုခမလက်ရှိရှိထားတဲ့အရာလေးပုံမှာဘာလို့ပါလဲရောက်ရဲပါကျင့်တတ်လိုက်ပါဟွာကြီးဒီဟာကြီးအိမ်မက်တွေတိတ်မက်မပါနဲ့နော်ဖျားပေးရမယ်နော်ဖျားအခွင့်ပေးရင်သွားမယ်ဖျားအခွင့်ပေးရင်စားမယ်နော် အခွင့်ပေးခြင်းဆိုတာအဲ့ဒါအလိုတော်ပဲ နော်ဒါတော့မှအခွင့်ပေးနေဆိုဘုရားအလိုတော်ရှိရင်ပူကောင်းတော့ပေါ့ဗျနော်ဘုရားသခင်အလိုတော်ရှိလေစားမယ်အလိုတော်ရှိရင်နော်နော်ဝင့်မယ်အဲ့တော့ဘုရားသခင်ကဘာဖြစ်လဲအလိုတော်ကိုပဲဦးစားပေးပြီးတော့သွားမယ်ဆိုရင်တော့သိကောင်းတယ်ရှိတဲ့အရာလေးပေါ်မှာဖြစ်လေခြေနှက်ဖို့နံပါတ်1ပဲရှိတဲ့အရာပေါ်မှာခြေနှက်တဲ့သူကလောဘရှိပါမလားမရှိဘူးလောဘပေါ်လာတဲ့ဟာကကိုယ့်ရဲ့ရှိတဲ့ပေါ်မှာမခြေနှက်နိုင်တာပဲအဲ့ကြောင့်မို့တမန်ကျမ်းစာကျွန်တော်တို့ကိုဘလို့ ဒီလောဘကိုဘလို့ overcome လုပ်ရမလဲเนาะအောင်နိုင်ရမလဲဆိုတာကိုလေ तू ကပြီးထားတယ်ကိုရှိတာလေးနဲ့မဖြစ်လေရောင်ရဲပါရှိတာလေးနဲ့လောက်အောင်စားတယ်ဟုတ်တယ်เนาะအရတာလေးနဲ့လောက်အောင်စားတယ်ရှိတာလေးနဲ့လှအောင်ဝေးတယ်အဲ့လိုသွားတာအဲ့လိုသွားတာเนาะဘမစကပုံလေးတွေလည်းတုံးတက်ရင်တော့အကျိုးရှိတယ်ဗျเนาะအဲ့တော့ဒီနေ့လေနှုတ်ကပတ်တော်အဲ့လိုပဲပြောပါတယ်စားရင်ဝေးရင်ရှိသမျှနင်းရောက်ရဲပါရောက်ရဲပါ ရောင်ရဲတဲ့စိတ်မရှိရင်နဲ့ခမရဖျားဝတ်နိုင်မွေ့လျော်နေတယ်လို့ကိုကိုထင်ရင်လည်းအဲ့ဒါဟာဟန်ဆောင်တာပဲဖြစ်မယ်အကျိုးလည်းမရှိပါဘူးတဲ့ဘာလို့ရောင်ရဲတဲ့စိတ်မပါရင်ဖျားဝတ်နိုင်မွေ့လျော်ခြင်းအကျိုးမရှိလို့ပြောတယ်အဲ့တော့ဒီနေ့ဒီမှာရှင်းကြည့်ကောဒါကလည်းတော်တော်သတိရစရာကောင်းပါတယ်ဆက်ပြီးကျွန်တော်ဖတ်ကြည့်အောင်ငွေရတဲ့ချင်းကအလိုရှိသောသူတို့သည်အပြစ်သွေးဆောင်ခြင်းဖမ်းမိခြင်းမိုက်မဲပျက်စီးတတ်သောတက်မဲ့ချင်းများတဲ့သူကြောက်ရွံ့တတ်၏ထို့သောအပြင်လူတို့သည် အကျိုးနည်းခြင်းပျက်စီးခြင်း၌နေမှုတကြ၏အကြောင်းမူကားတဲ့ငွေကိုတတ်မခြင်းသည်မကောင်းသောမူလအပေါင်းတို့၏မူလအမြစ်ဖြစ်သည်မကောင်းသောအမှုအပေါင်းတို့၏မူလအမြစ်ဖြစ်သည်ထို့လူချို့တို့သည်တဲ့ငွေကိုတတ်မဲ့သောကြောင့်ယုံကြည်ခြင်းအမှန်တရားတားကြောက်ဆက်ကောင်းမင်းတော့လူချို့တို့သည်ငွေကိုတတ်မဲ့သောကြောင့်ဘယ်ရနဲ့လွဲလဲယုံကြည်ခြင်းတရားလက်မှလွဲသွား၍တဲ့ပူပန်ခြင်းဝေဒနာများနဲ့ကိုကိုကို ထုတ်ချင်းခတ်အောင်ဟာကိုကိုကိုတေချောင်းကြံစီကြတာပဲနော်လောဘနောက်ဆုံးကြဘာဖြစ်သွားလဲကိုကိုတေချောင်းကိုကိုဒုက္ခပေးရတာတွေပါပဲအဲ့တော့ဒီနေ့ပြန်ပြီးတော့ကြည့်တဲ့အခါမှာကျွန်တော်တို့ကိုဘုရားသခင်အင်မတန်ချစ်ပါတယ်ဘုရားသခင်မနဲ့ပြန်တွေ့လည်းမစိုးရင်လည်းပြောပြီးသားနော်မင်းတို့လူတွေဆိုငါအကုန်တီးပြီးသားပါအဲ့တော့ကျွန်တော်တို့ဘက်ကလောက်ရမယ့်ရတခုကဘာလဲကျွန်တော်တို့ရောက်ရဲဖို့နော် ကျွန်တော်အလုပ်လုပ်အလုပ်လုပ်ဖို့တော့လိုပါတယ်ကျွန်တော်အခုဒီနေ့ပြောတဲ့အခါမှာအလုပ်လုပ်စရာမလိုဘူးငွေရှာစရာမလိုဘူးပြောပါဦးငွေရှာတာကိုလည်းပဲအပြစ်လို့မပြောပါဘူးတက်မချင်းကိုပဲပြစ်လို့ပြောတာပါနော်ငွေရှာတာပြစ်မဟုတ်ပါဘူးငွေရှာရမယ်ဘယ်လောက်ရှာမလဲတပတ်မှ6ရက်ရှာမယ်9ရက်တော့ရှာဖို့မပြောဘူးသိလား6ရက်ပတ်လုံးအလုပ်မျိုးကိုတည်းအလုပ်ပဲအလုပ်ပဲပြစ်ပြစ်ကြိုးစားပြီးတော့လုပ်ပါတယ်အဲ့လိုပြောထားတယ်6ရက်တော့ကျွန်တော်တို့ကိုခွင့်ပြုထားတယ်ဒါမှမဟုတ်တရက်ကတော့ ဟုတ်တယ်ခင်ဗျာအနားယူရတယ်ဝိညာဉ်ရေးရမှာအားဖြည့်လို့ပါတယ်နော်အဲ့တော့ဘာဘာကျေးဇူးတော်ချီးမွမ်းရမလဲဆိုတော့အော်ငါ6ရက်လုံးလုံးကြမ်းကြမ်းမှမှနဲ့ဖခင်နေခွင့်ပေးတယ်အလုံးလုံးခွင့်ပေးတယ်နော်ကျေးဇူးတော်ချီးမွမ်းတယ်ဖခင်သခင်ကိုယ့်ရဲ့အထက်အတွင်းလူလဲဘာလို့ရတော့မလဲအစာကျွေးရတော့မလဲအတွင်းလူလဲအစာကျွေးနှုတ်ကပတ်တော်နဲ့ပြန်စစ်ကြည့်ပြီးတော့မှပြင်လို့ဆိုအဲ့ဒီရက်ကတော့တကယ်ကိုပဲထိုနေ့ကိုတန့်ရှင်းစီပြီအဲ့လိုပြောတယ်နော်ဖခင်ကိုဖခင်နဲ့မွေးလျော်မယ်နေ့ဖြစ်တယ် ဲ့ဒီချိန်အဲ့တည့်ရလုံးမနော်နော်ခုနှစ်ရက်မှအဲ့တည့်ရကောင်းကောင်းချိန်ပြီးဖြစ်တယ်အဲ့တော့ဒီနေ့ဒီမှာရှင်ညီကောင်မတော်မလေးကျွန်တော်ဖျားရဲ့နှုတ်ကပတ်အဲ့လိုသွားတယ်ဗျသိလားအဲ့ဒါဖျားရဲ့အလိုတော်ပဲအဲ့ဒါဖျားလိုတော်က तू အလိုတော်သိဖို့ကြိုးစားမယ် तू အလိုတော်ကိုတည်ယူဖို့လိုတယ်တည်ယူဖို့လိုတဲ့အခါမှာလူတူဘူးတယောက်ကပြောမှမလို့ကျန်းစာနဲ့မတစ်ချက်ဖတ်ရင်ဘာဖြစ်လဲအများကြီးပဲမနေ့ညကျွန်တော်ဖတ်တယ်ဗာဖတ်လဲอืมအဲ့ဒါဘာကြောင့်ရေးထားလဲနှိမ့်ချခြင်းနှိမ့်ချခြင်း နှိမ်ချခြင်းနဲ့အတူပါပါပါလေအရေးကြီးတာကအစီခံခြင်းတကယ် point ကိုလွတ်နေတာအစီခံဖို့ဆိုတာနှိမ်ချခြင်းမရှိဘဲနဲ့မရဘူးဒါမှမဟုတ် तू အဲ့နှိမ်ချပြီးတော့ဘယ်ဘယ်သွားမှာလဲနှိမ်ချပြီးတော့မှအစီမခံလဲလကားပဲနော်နှိမ်ချပြီးဘယ်သွားမှာလဲအစီခံခြင်းတော့သွားမှာလူသားတွေသူတစ်ပါးကိုစေစားခြင်းကမလားတဲ့သူတစ်ပါးရဲ့အစီကိုခံဖို့လာတာလေ ပြောပြီးသားတော်ယေရှုခရစ်တော်ကသူများအစီခံမှုလာတာလေမင်းတို့ငါ့ကိုအရှင်ဘုရားလို့ခေါ်တယ်ဆရာလို့ခေါ်တယ်ဟုတ်တယ်လေမင်းတို့ပြောတဲ့တိုင်းမှန်တယ်လေငါဆရာဖြစ်တဲ့သူငါတခင်ဘုရား ဖြစ်တဲ့ငါကမင်းတို့ခြေကိုစီးရင်မင်းတို့အချင်းချင်းခြေကိုမစီးသင့်ဘူးလားစီးရမှာပေါ့လေဘာလို့အခုဟိုလူလွဲချဒီလူထက်ကြားဖို့တွေဆွဲဗကန်စီးတော့မဆိုကျွန်တော်တို့မှာဆိုကြားဖို့ဆွဲတာနော်ကြားဖို့ဆွဲတယ်သိတယ်မလားကိုရီးယားလိုကြတော့ကိုရီးယားလိုပါလေကာဝီဘာဘီပုတ်လောက်ကြပြီ စာတော့ကကြတော့ဟာဟိုလူတွေ့ချမ်းပါဆိုတော့မရဘူးအကုန်တွေ့တာပကံလည်းဆေးပဲလောက်ကကြတော့မရဘူးရအကုန်လားဆိုတော့ကြားဖို့ဆွဲပြီးရှုံးနေကြလူကလည်းရှုံးတာပဲတတ်ရှိပြီးသားပေါက်တယ်ရလဲဒါအဲအပြင်းပကံဆေးရတော့ရှုံးနေကြလူကလည်းရှုံးနေတာသူကဘယ်လိုပဲလုံလုံကျွန်တော်တို့ကြည့်ပြီးတော့ရည်လိုက်ရည်ချင်တယ်အော်လူတွေရဲ့တဘာဝပါလားနော်ငါသားတွေမှာထင်ရှားစွာပေါ်နေပါလားအဲ့တော့နေကြပါငါပဲဆေးပါမယ်ကျွန်တော်ဆေးမယ်ဆိုတော့တို့ကလည်း လက်မခံမြန်ဘူးเนาะငါဆေးပါမယ်ရပါတယ်เนาะမရဘူးသူတို့ကเนาะအဲ့မကြဘူးဆွဲပြီးတော့လုပ်လိုက်ကြတာဆိုတော့ဒီနေ့ကျွန်တော်တို့တွေအဆေးခံဖို့တည်းဘာလုပ်ကြမလဲလုပ်ပြီးတော့အာငါဆေးမယ်နေပါနေပြမနေပြီးထိုင်ပါထိုင်ပါရေးပါဘာဖြစ်မလဲငါတဝက်ဆေးမယ်เนาะနေတဝက်နေတွင်ကတဝက်ချန်တာပဲစသည်ပြီးတော့၃ရောက်ဆွင်လဲ၃ပုံခွဲပြီးတော့ငါတပုံဆေးမင်းတို့စသည်ပြီးတော့အဲ့လိုဘာဖြစ်မလဲအဲ့ဆိုနေပကန်ဆင်းလို့နေငါတခုပြင်ဆင်ထားမယ်နေပါတော့ချင်းလဲနေကော်ပီတော့ချင်းတာပါတော့ချင်းတာ ော့အခုတော့ဝင်လိုက်ပြီဟာလှလိုက်တာနော်အစေခံတဲ့သူတွေကလည်းကောင်းအဲ့လိုဆိုတော့အစေခံတော့လူမှာဗျာနော်ဘယ်သူလဲဟဲ့နော်ငါတော့ဒါတောက်ချင်တာဆိုတော့ကော်ဖီတောက်ချင်တဲ့ခါလည်းမလုပ်မလဲပကန်စီတော့မှာဗောအဖြစ်ဖြစ်တကြီးစရာပြောတာပါနော်ချစ်တော်ညီမတို့မှာကျွန်တော်တို့ခရစ်တော်ကအဲ့ဒါအလိုတော်ပဲလေဘုရားသခင်အလိုတော်ကနှိမ်ချဖို့ဒါနဲ့ရက်မသွားဘူးအစေခံဖို့နော်ကျွန်တော်တို့ကိုပြောနေတယ် ဘုရားရဲ့အလိုတော်တွေအခုထပ်ပြီးကြားပါဦးမယ်နော်စိတ်ဝင်စားစရာအများကြီးကြားပါဦးမယ်ဘုရားသခင်သူ့ကိုလည်းအများကြီးဖော်ပြပြီးတော့ကျွန်တော်စကားပြောမှာပဲကျွန်တော်တို့လည်းပဲနေ့တိုင်းနေနေဘုရားကကျွန်တော်ကိုတွန်းတင်နေတယ်တီးဖို့နော်တင်ဖို့နော်ကျွန်တော်တို့လောဘလူကျူးကျူးအထူးသဖြင့်ရှောင်ဖို့ဘာကြောင့်ဒီနေရာကလောဘလူလောဘလူကျူးတကယ်ဖြစ်ဖို့ကောင်းတဲ့နေရာလေနော်မျိုးမျိုးမြတ်မြတ်ကလေးတွေဖြစ်လေရတဲ့အခါကျတော့မလွယ်ဘူးမလွယ်ဘူးလူတွေကတဲချေကြိုက်လို့ခေါ်တယ်ဒါငွေဆိုတော့ဗာလေ တဲစီကြိုက်တဲ့ငွေကိုမကြိုက်ဘူးတယောက်မှမရှိဘူးဆိုအဲတဲစီကြိုက်ဆိုအဲလူတွေကကိုအတရကိုကိုမလွှဲတာတချို့ဆိုငွေကိုတိုးအောင်လုပ်တဲ့သူကမရှိဘူးလားရှိတယ်ကြောက်ရတယ်မလားအဲငွေကိုတိုးအောင်လုပ်နေတာကြောက်စရာရတာသွားမပါကြနဲ့တော့အဲ့ထက်မှာဘာလို့ခံမသိလားတရားဆွဲခံမှာငွေတိုးကြည့်ပါလားနော်ကို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 ဟန်ကိုလည်းအဲ့ထက်မှာငွေတိုးကြည့်ပါလားဘာဖြစ်သွားမလဲအဲ့ငွေက အေးဘလို့တရားမဝင်တာလဲဘသူဇီယပစံသူဒီရောက်လာတာလဲဒါမှမဟုတ်အဲ့ဒီငွေကသူ့ဟာသူတော့ဘယ်ငါဘာငါနဲ့ရောက်လာတာလားဒါမှမဟုတ်အလိုလျောက်နံပါတ်1နဲ့ထွက်တာလားသုံးခုနော်အဲ့ဒီဖြစ်နိုင်ချေသုံးခုလည်းဘယ်မှမဖြစ်နိုင်ဘူးနံပါတ်1နဲ့ထွက်မယ်ဆိုရင်လည်းပဲအစိုးရကမထုတ်ဖဲနဲ့သူ့အတူဒီမှာတက်တာသူ့သွားသွားပြေးတာအဲ့ဒါဖန်ခါမှာသူများဇီယပစံဆိုရင်လည်းပဲသူများပစံလက်ဝတ်ထားမှုရအလားသူကအဲ့ဒါတကုတ်ပစ္စည်းလက်ခံတော့မရဘူးနော် အဲ့အဲ့နံပါတ်ကသူများစီကနံပါတ်ဖြစ်နေသူဖမ်းခါရမယ်နောက်တစ်ခါမှလည်းအလူလူအလူလျောက်ရောက်လာလည်းမရဘူးလေနော်ဘလို့ကဘန်ကနေလည်းရောက်လာလို့မရဘူးပေးရမှရောက်လာလို့မဘန်မှလည်းပဲရော့သွားမှလေဘန်ကအကုန်စစ်စစ်ထားတာအကုန်လုံးငွေနံပါတ်နဲ့အကုန်တွက်ထားပြီးသားဘန်ကငွေရောက်လာမှသူများစီတွေရောက်လို့မရအောင်ပြောချင်တာကငွေကိုတက်မကငွေကိုတိုးဖို့လေမယုံကြပါနဲ့အဲ့နောက်ကိုလိုက်နေကြတာလိုက်နေကြတာနော်တနာစရာကျတော့တနာပဲတနာတယ် ချစ်တော်ညီမတို့များခမ်းတို့ပါနေသလားเนาะကျွန်တော်ငွေတိုးတဲ့ဖွဲ့တော်မှာပါပဲငွေရှာတဲ့ဖွဲ့တော်ပါရှာတော့ရှာလောဘလူချင်းချင်းကိုတော့တတိနဲ့ရှောင်ကြပါဆိုတာကိုကျွန်တော်တတိပေးဝေခံရင်းနဲ့နေကုန်ချုပ်ပါတယ်ရောက်တိုင်းမှာဖြည့်ရှင်ကောင်းကြီးပေးပါစေ။အာမင်